င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းမြို့နယ်ရှိကျင်းအော်ရီကိုစစ်ကြောင်းထုံးရဲစစ်တပ်ကကြောင်ပြတိုက်ခိုက်မှုစစ်သားတောင်းတင်ဆောင်ပြီးတနက်နယ်လက်တင်စရာရှိစကိုင်းတိုင်းစကိုင်းမြို့နယ်ရှိကျင်းအော်ရီကိုစစ်ကြောင်းထုံးရဲဂျပန်စစ်တပ်ကလေးကြင်ကြာပြတိုက်ခိုက်ရမှာစစ်တပ်ဘက်ကတောင်းတင်ဆောင်ပြီးအရာရှိတအုပ်ပောင်းဝင်တိုက်ခိုက်တဲ့အရာရှိသူများပြားကတနက်နယ်လက်တင်စရာရှိခဲ့ကြောင်းတန်တာပတ်ပြီးပဲဒီဖန်ဖို့မိုးကြောင်ငယ်ဖွဲ့တောင်းရှိသူကပြောတယ်။အော်တိုဘားလာကြာနေမှာ စကိုင်းမြို့နယ်အတွင်းရှိကျေးရွာတွေကိုစစ်ကြောင်းထုံးနေတဲ့ဂျန်ဖန်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့တွေက၄ချိန်ကြာပြတ်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ထိုတိုက်ခိုက်မှုတွင်ဂျန်ဖန်စစ်တပ်ကစစ်သား၃ဦးသေဆုံးက၁၀ဗိုလ်တအုပ်ပါဝင်စစ်သားနဲ့ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းတိုက်ခိုက်ဖြစ်ပွားပြီးရနောက်မှာနေမြင့်ရှင်းနေပြုလုပ်စဉ် ME4 တနတ်တလန်နဲ့ ME2 တနတ်တလန်အပါအဝင်စစ်သုံးဆောင်ပစ္စည်းချုပ်သိမ်းဆီရရှိခဲ့ကြောင်းသိရတယ်။စစ်ကွေးတွေကတိုင်လင်းနဲ့လာတာစစ်ခွင်ရင်က290လောက်ရှင်အရိခွေစစ်ကြောင်းရာတရာကနေထွက်လာတဲ့စစ်ကြောင်းမှာတိုက်ပွဲတွေက14တော့လန်းဆုံးမှ2ကြိမ်ဖြစ်ပါတယ်။ လင်းရဲ့တရားတိုက်ပွဲမှာကစစ်ကွေးပို့တကောင်လက်ကိုကြည်ထီမှန်နဲ့တင်းစရာရှဲပစ္စည်းတွေကိုတော့ဇာကမြွနဲ့ပါကပါကထိန်းသိမ်းထားပါတယ်အဆိုပါတိုက်ခိုက်မှုကိုတန်တာဘတ်လိုကယ်ဒီဖန်ဖိုဘဒူတိုက်နယ်ပါကပါနယ်နဲ့မြေခန်တော်လိုင်းအင်အားစုတွေကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်တို့ကြာဆုံးခဲ့ကြောင်းသိရတယ်။ဆက်လက်ပြီးစောင်းမြုံနဲ့ကြောက်ထုအမြောက်တပ်ထဲကနေထွက်ပြေးလာပြီးပြည်သူကိုတနက်ဖောက်ချင်းချောင်းရဲလူတောင်းနဲ့အတူတက်ချက်နှောင်းနဲ့တက်ချက်ကြီးတဲကိုဖမ်းပြီးမကွေးတိုင်းစောင်းမြုံနဲ့စောင်းမြုံနဲ့ကြောက်ထုတပ်တို့မှနေထွက်ပြေးလာပြီးနောက်ပြည်သူကိုတနက်ပြစ်ဖောက်ချင်းချောင်းကရဲလူတောင်းတဲ့ ဒုတက်ချက်နှစ်ဦးနဲ့တက်ချက်တအုပ်ကိုဖမ်းမိခဲ့ကြောင်းရောလင်းတက်မကောင်ကြီးကပြောတယ်အော်တိုမလိုက်ကွန်နီမနဲ့ဆော်ပိုင်းကကြောက်ထွမြို့ချင်းဆိုင်ဂျပန်စစ်ကောင်စီအမှတ်368အမြောက်တပ်တွင်ကနေဒုတက်ချက်နှုတ်က MA5 ပစ္စတိုတနက်တလက်အနိုင်ရမကြီး9000လက်ပစ်ဖုန်းတစ်လုံးနဲ့လက်ကင်ဖုန်းတစ်လုံးတို့ကိုယူဆောင်ကထွက်ပြေးလာခဲ့ကြောင်းသိရတယ်။ တော်တော်ထပ်ပြေးလာပြီးနောက်အတူပါလာကိုရဲ့နေမောလဲတနအိကန်ချင်းရောမြို့ကျဲအတွင်ကိုဝင်ရောက်ခကျဲရှိရက်ဆိုင်မှာတနက်တစ်ချောက်ပစ်ပေါက်ချင်းချောက်ကရက်တွေကိုယူဆောင်သွားကြအောင်ထို့နောက်ကျဲရှိဘက်ရှိဖရာကုန်းကိုတက်သွားပြီးတော်ရဲမှာတနက်နှစ်ချက်ပစ်ပေါက်ပြီးအထက်မှချင်းချောက်ခဲ့ကြောင်းသိရတယ်ရင်စစ်သားနယ်ကည9နာရီခန့်ချိန်တော်ရဲမှကျဲရတင်ကိုပြဲလဲဝေရောက်ပြီးတနက်တစ်ချက်ပြစ်ဖောက်ချိန်ချောက်ကရွာသားတောက်ကိုရက်ဝဲခိုက်ခဲ့တော့လဲရွာသားမှရက်ဝဲများသဖြင့်ခိတ္တပေါအောင်နေစဉ်စစ်သားနယ်မှကျဲရတင်မှပြဲလဲထွက်သွားကြောက်သိရတယ်။ အဆိုပါစစ်သားနဲ့ထွက်ပြေးလာမှုကြောင့်ကြောက်ထုမျိုးအခြေဆိုင်အမှတ်368အမြောက်တပ်တွေကစစ်သားအင်အား120ခန်းနဲ့ရောင်းမြစ်ကျဲအတွင်ကိုဝေရောက်ဆစ်ဆဲပြန်ဆုတ်သွားကြသည်ရတယ်။အလောက်တူယမန်နေအောက်တိုဘာလ12ရက်နေ့ညနေပိုင်းကလည်းစောမြူဥဖိုးလိုင်းခန်းမကနေထွက်ပြေးလာတဲ့အကြပ်ဖက်စစ်ကောင်စီတပ်ကတပ်ချက်ကြီးတော်ကိုကန်ကောခဲအမှတ်73တိုင်ရဲဘော်တွေကဖမ်းဆီးရရှိခဲ့ပြီးဆက်လက်ဆစ်ဆဲနေဆက်ဖြစ်ပါတယ်။ဆက်လက်ပြီးဟာခမြွတ်နယ် မဟာရွာစာတင်ကျောင်းကိုစစ်တပ်ကလေးနဲ့ပုံစံတိုက်ခိုက်မှုကျောင်းသားကျောင်းသူတွေထိခိုက်သေးဆုံးမှုရှိနှက်ဆံမြို့နယ်ကိုလည်းစစ်တပ်ကလေးကြောင်းတိုက်ခိုက်ချင်းပြည်နယ်ဟာခါမြို့နယ်မဟာရွာစာတင်ကျောင်းကိုဂျပန်စစ်တပ်ကလေးနဲ့ပုံစံတိုက်ခိုက်ထင်းကျောင်းကျောင်းသားကျောင်းသူတွေထိခိုက်သေးဆုံးမှုရှိကြောင်းချင်းလန်ဒီဖန်ဖို့ဟာကာတာဝရှိသူကပြောတယ်။အော်တိုဘားလ7ရက်နေ့မနက်10:30မိနစ်ခန့်မှာဂျပန်စစ်တပ်ကမဟာရွာစာတင်ကျောင်းကိုဂျက်ဖိုင်တာနဲ့ပုံစံတိုက်ခိုက်ခဲ့တယ်။ ဂျပန်စစ်တပ်ပုံစံတိုက်ခိုက်မှုတွေကြောင်းသားကြောင်းသူတွေထိခိုက်ဒိဆုံးမှုရှိပြီးအရေးအတွက်ကိုတည်ပြနိုင်ခြင်းမရှိသေးကြောင်းသိရတယ်။ထို့လေကြောင်းတိုက်ခိုက်မှုတွေကြောင်းသားနှောင်းဒိဆုံးမှုထိခိုက်ဒဏ်ရာရှိသူများပြားကြောင်းဒေသတွင်တရင်မြစ်တွေကပြောဆိုတော့လဲအတည်ပြနိုင်ခြင်းတော့မရှိပါဘူး။မလောင်းတူယနေ့မနက်စင်းနိုင်ချင်းရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတင်ပိုက်ထားတဲ့နန်းဆန်မြို့နယ်ကြားကြီးကြားကိုစစ်ကောင်စီတပ်ကဂျက်ဖိုင်တာနဲ့ပုံကျဲတိုက်ခိုက်သွားပြီးနောက်ဆက်တွဲအချိန်ကြီးဆက်လက်ထုံဆောင်စမ်းမိဖြစ်ကြောင်း TNL ကတရင်ထုတ်ပြန်ပါတယ်။ ဇလဗီမိထီလာမျိုးမှာကင်းလှည့်နေရဲကောက်လက်ပစ်ပုံဖြစ်သွေးတိုက်ခိုက်မှုရဲနှောက်သေးဆုံးမန်လေးတိုင်းမိထီလာမျိုးမှာကင်းလှည့်နေရဲရဲကောက်ကိုလက်ပစ်ပုံဖြစ်သွေးတိုက်ခိုက်မှာရဲနှောက်သေးဆုံးခဲ့ကြောင်းစတန်ယူဂျီဖွဲ့မှတောင်းရှိသူကပြောတယ်အော်တိုဘလောက်ဆက်နှစ်နေမနေ့7နှစ်ခန့်မှာမိထီလာမျိုးနောက်ဖက်ကနေကင်းလှည့်ပြီးပြန်လာတဲ့ရဲကားကမြို့ရင်းကိုပြန်လဲဝေရောက်လာချိန်ပြင်ညာရဲ့တက်ကတူအနီးမှာလက်ပစ်ပုံးပြည့်သွေးတိုက်ခိုက်ခဲ့ခြင်းဖြစ်တဲ့ ရဲတိုက်ခိုက်မှုတွေရဲနဲ့အပွဲချင်းပြီးတိုင်ဆောင်မြောက်ထိခိုက်တရာရှိသူများပြကြောင်းထိုထိခိုက်တရာရှိခဲ့ရဲတွေကိုမိထီလာဆေကိုပို့ဆောင်ကအရေးပေါ်ကူတာနေရာကြောင်းသိရတယ်။ရဲခွေကကမိထီလာမြို့နောက်ဖက်မှာကင်းပတ်ပြန်လာပြီးမြို့ရင်းပြောင်းဝင်လာချိန်မှာကျွန်တော်တို့စစ်တမ်းယူကြီးဖွဲ့ကလေးရက်ကြာစောင့်ကြည့်ပြီးတော့ မနက်7:00နာရီလောက်မှာပညာရေးတက္ကသိုလ်နေရောက်လက်ဖြစ်ပုံပြတင်းတိုက်ခိုက်ခဲ့တဲ့ရဲခွေနှကောင်ကတော့ပွဲချင်းပြီးတေးဆုံးတဲ့ကြံ့ရဲခွေလည်းထိခိုက်တဲ့ရပြီးစေယုံကိုပို့ဆောင်ထားလို့သိရပါတယ်။ဆိုပါတိုက်ခိုက်မှုကိုစေတန်ယူချေဖွဲ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြလဲဆုတ်ခွာနိုင်ခဲ့ပါတယ်။ ဆလဘီဟာကမြွနဲ့ဘဲဟာရစတင်ကြောင်းကိုစစ်တပ်ကလေးနဲ့ပုံစံတိုက်ခိုက်မှုចောင်းသားနဲ့ဒေဆုံပြီးចောင်းသားချုပ်ပြောက်ဆုံးနေချင်းပြည်နယ်ဟာကမြွနဲ့ဘဲဟာရကိုစတင်ကြောင်းကိုဂျပန်စစ်တပ်ကလေးနဲ့ပုံစံတိုက်ခိုက်ခြင်းကြောင့်ចောင်းသားနဲ့ဒေဆုံပြီးចောင်းသားချုပ်ပြောက်ဆုံးနေကြောင်းချင်းလန်ဒီဖန်ဖို့ဟာကနဲ့ဒေတာပြည်သူကပြောတယ်ယနေ့အောက်တိုဘာလ23ရက်နေ့မနက်09:30မိနစ်ခန့်မှာဂျက်ဖတ်စစ်တပ်ကဘန်ဟာယာစတင်ကြောင်းကိုဂျက်ဖိုက်တာနဲ့ပုံကျတိုက်ခိုက်ခဲ့ပါတယ် အကြပ်ဖက်စစ်တဲ့ဗိုလ်ချုပ်တိုက်ခိုက်မှုတွေကြောင်းသားနှစ်ဦးတင်ဆောင်ပြီးထိခိုက်ဒဏ်ရာရှိသူတွေရှိကြောင်းတိတ်ဆုံတော့ကြောင်းသားနှစ်ဦးက10နှစ်ရွယ်ကလေးငယ်ဖြစ်ပြီးပျောက်ဆုံးတဲ့ကြောင်းသားချို့ကိုလည်းဆက်လက်ရှာဖွေနေကြောင်းသိရတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေကြောင်းသားကြောင်းသူတွေထိခိုက်ဒဏ်ဆုံမှုရှိကြောင်းကိုချင်းလက် Defense Force ကကအတိပြုပြောဆိုတဲ့တင်ဆောင်သူရဲတပ်ကတော့ပြောဆိုခြင်းမရှိပါဘူး။ဆက်လက်ပြီးစစ်တောင်းမြေကံဘေးကကြေးရီကိုစစ်ကောင်စီတပ်မိရှုဖြက်စီနေ။ဘကုရိုင်းညောင်လေးပင်မြို့နယ်စစ်တောင်းမြေကံဘေးကကြေးရီကိုစစ်ကောင်စီတပ်ကမိရှုဖြက်စီနေတယ်လို့ဒေသခံတွေကပြောတယ်။ ညာလေးပင်မြို့နယ်ထဲမှာတော်လင်းရံရွှေနဲ့စစ်ကောင်စီတပ်တို့စတေမာနောက်ဆောင်ဘက်ကဆက်လို့တိုက်ပွဲဖြစ်နေစစ်ကောင်စီတပ်ကတိုက်ခိုက်သေးဆုံးများကြာတက်ကြွေဖြစ်ပြီးစစ်ကြောင်းထုံနေတယ်စတေမာလာ28ရက်နေ့မှာစစ်တောင်းမြင့်နောက်ဖက်ချက်ပစုံများရတိုက်ပွဲတွင်မှခမ20တရင်မှုမျိုးတန့်စင်တိတ်ဆုံးခဲ့လို့စေတရင်မြို့ကပြောပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းချိန်နေတဲ့ညောင်လေးပင်မြို့နယ်နဲ့စေတရင်ကိုထုတ်ပြန်များသေးဘူးလို့လဲဒေသတွင်တရင်ချုံရဲ့တာဝန်ရှိသူတွေကပြောပါတယ်ဆက်လက်ပြီး နမ်ဆန်ကိုစစ်ကောင်စီကလည်းကြောင်းကနေထပ်မံပုံစံတိုင်းမျိုးသားလူမျိုးရေးတမတော်ထင်းချောက်တိုင်းရှမ်းပြည်နယ်မြောက်ပိုင်းကနမ်ဆန်မျိုးကိုအော်တိုဘလတ်၁၇ရက်နေ့မိုးလဲပိုင်းတနအိခက်မှာစစ်ကောင်စီကလည်းကြောင်းကနေပုံစံတိုက်ခိုက်သွားတယ်။နမ်ဆန်မျိုးနဲ့ကြားကြီးကြီးကိုဂျက်ဖိုက်တာနဲ့ပုံစံတော့ဖြစ်ပြီးအသေးစိတ်ချင်းကိုတော့ထပ်မံတိပေးမယ်လို့တရားနယ်လေကကနေသတင်းထုတ်ပြန်တယ်။ နမ်ဆန်မြို့နယ်ဟာပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ပြည်ကအော်တိုဝါလာတရက်နေ့ကကြောက်မဲမြို့ကိုပြန်လည်တည်ယူခဲ့ပြီးတဲ့နောက်ပိုင်း TNL ထင်းချုံမြို့နယ်တွေကိုစစ်ကောင်စီကလေကြောင်းကနေနေစင်တိုက်ခိုက်နေပါတယ်။အော်တိုဝါလာရဲ့နေ့ကလည်းနမ်ဆန်မြို့နယ်ဆေဟုံးကျေးရွာကိုစစ်ကောင်စီလေကြောင်းကနေပေါ်ချက်တိုက်ခိုက်လို့ကလေးနောက်အသေးဆုံးမိကလေးချောက်ပါဝင်ကိုဥတရရခဲ့တယ်။ဒီအနယ်ရ2023ခုနှစ်အောက်တိုဘာလ29ရက်နေ့ကစတင်တဲ့တက်တုံညာနေကွန်ဆက်စင်ရည်နဲ့တူရံပြည့်နယ်မြောက်ပိုင်းကကြောက်မဲမြို့တီဘောနမ်ဆန်မိုင်လုံမိုးမိတ်မမ်တုံ နမ်တူကိုခိုင်နောင်ချိုနမ်ခမ်းမိုင်းငုံမြို့နမလေးတိုင်းကမိုးကုံမြို့ကိုတည်ယူခဲ့ပါတယ်ဆလဘီအန်စီယာဆက်ကုဆုံးတစ်ခုဖြစ်သွားလို့တော်လိုင်းအဖွဲ့၆ဖွဲ့ကပြောစစ်တပ်ကဂျင်းမောင်ပြင်ဆင်တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲ့စိမ်း သဘောတူစာချုပ် NCA ဆယ်နှစ်ပြည့်ခမ်းနားကိုမတရားကြဖို့နဲ့ NCA ကဆက်ကူစုပ်တာဖြစ်တယ်လို့ဒေါ်လေးအဖွဲ့အစည်းခြားခုကအော်တိုဝါလာဆက်သွဲမှာပူတွဲသဘောထားထုတ်ပြန်နေဆိုပါဘူးတဲ့ထုတ်ပြန်ချက်ကိုချိန်ကစစ်တပ်နဲ့အပြည့်ရဲ့စာချုပ် NCA လက်မှတ်ရေးထုတ်ခဲ့မှုတဲ့ကရင်မျိုးသားစိယောက်ကန်ယူချင်းမျိုးသားတက်အောင်ဆရာနဲ့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးပေါင်းမျိုးသားလူမျိုးအဖွဲ့ချုပ်မွန်ပြည်သက်ပါတီဆရာနာရှင်တိုက်ဖြဲ NSPAD နဲ့လာဟုတ်ဒီမိုကရက်တစ်စိယောက်ကပူတွဲထုတ်ပြန်လိုက်ပါတယ်နိုင်ငံရေးပြဿနာတွေကိုဖြေရှင်းဖို့ရင်ကစစ်တပ်နဲ့ NCA လက်မှတ်ရေးထုတ်ခဲ့ပေမဲ့ ဲ့ညွာတိုင်းနဲ့အစီအကောင်ကဲမဖို့နိုင်အောင်ကြိရာတွေအစီအပါသဘောတူညီချက်တွေကိုအချိန်ချင်းချိုးဖောက်တိုင်းလှုပ်ဆောင်ခဲ့တယ်လို့ကြေညာချက်မှာဖော်ပြတယ်ဒါအပြင်စစ်တပ်အန်စီအမ်မူဝါဒရဲ့ကိုလက်နီယဆန္နာတိုင်မို့ကိုလုံဆောင်ခဲ့အပြင်ပြည်သူတွေကိုနှီးမျိုးစုံနဲ့အင်အားသုံးဖမ်းဆီးတပ်ဖြတ်တာတွေလေစာတိုက်ခိုက်တာတွေကိုဇက်တိုက်လုံဆောင်နေရကြောင့်စစ်တပ်ကကျင်းပမဲ့အန်စီအဆယ်နှစ်ပြည့်ပွဲကိုမတက်ရောက်ခြင်းဖြစ်ပြည်သူတွေနဲ့အတူရပ်တည်ကြသဘောထားပြပေးဖို့ UN ASEAN နဲ့နိုင်ငံတကာတန်တမန်တွေကိုတောင်းဆိုပါတယ် ကဲအနည်းပြောခွင့်ရပရိုဆော့တော်နီကလည်းကျွန်တော်အနေနဲ့ထူးခြားခြားပြောစရာမရှိတော့ဒါတရားဝင်မှုတော့မရှိဘူးသူတို့ကိုယ်တိုင်ဖြတ်စည်းခဲ့ရပဲဖြစ်ပါတယ်။ဒါကြောင့် NCA ဆိုတာလည်းဘာမှတတ်ဝင်မှုမရှိတော့အကုန်ပြက်ပြဲသွားပြီးအာနာတင်လိုက်တာနဲ့အကုန်ချိုးဖောက်ပြီးသားဒါကြောင့်မို့ပြောစရာမရှိတော့ထေသွားတဲ့သူတွေလည်းဘာတရားဝင်မှုမရှိတော့ကိုယ်သွားပြီးတော့ချိန်ကုန်လူပင်နှမ်းမှာပဲရှိပါတယ်။ဘူပန်သဘောထားထုတ်ပြန်လာတဲ့တော်လိုင်းဖွဲ့၆ခုအနေနဲ့လည်းစစ်တပ်ကနိုင်ငံမှာပအဝင်မှုမရှိဖို့ပြည်ပခအတွင်းမတရားကျွလွန်ခံရတဲ့တရားမျှတမှုရှိဖို့နဲ့တော်လန်တိုက်ပွဲဝင်နေကြတဲ့တော်လိုင်းအဖွဲ့စီနဲ့တူ ဆီယနာရှင်စနစ်စုံညီမီဖက်ဒရယ်ဒီမိုကရေစီပြောင်းစုတဲ့ထူထောင်နိုင်တဲ့အထိတန်တိတ်တန်ခြားတဆိုင်မြတ်တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။နောက်ဆက်အားပေးကြတဲ့အတွက်ထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။